မင်္ဂလာပါဆိုဝါသနာရှင်နေအဖြစ်များတဲ့တချင်းဝင်ထွက်မှားတတ်တာလေးတွေကိုအခြေခံအလွယ်လေးချင်းဒီလေးကိုကျွန်တော်မျှော်ဝေလိုက်ပါတယ်အဝင်ထွက် မမှန်တဲ့ပြဿနာဟာတကယ်တော့တိုင်မင်ကိုနားမလဲလို့ပါအဲ့တော့တိုင်မင်ကိုလေ့ကျင့်ပြီးရင်အဝင်ထွက်မှန်ကန်လာမှာဖြစ်ပါတယ်တိုင်မင်လေ့ကျင့်မှုအတွက်ကျွန်တော်အလွယ်နည်းလေးပဲပြောသွားပါမယ်ဒါကတော့ဝါသနာရှင်တွေအတွက်ပါ professional အစိုးရတွေအတွက်မဟုတ်ပါဘူးအရင်ဆုံးတိုင်မင်ကိုနားလဲဖို့အတွက်ကျွန်တော်မထွန်းနှုံးလေးနဲ့တွက်ဖက်ကျင့်ရပါမယ် မပလေးစတိုးမှာ metronome လို့ m e t r o n o m e metronome လို့ရိုက်ရှာလိုက်ပါကျွန်တော်ကဒီမှာ natural metronome ဆိုတဲ့ဟာလေးကိုတွင်းထားလိုက်ပါတယ်ဒါလေးကိုကျွန်တော် open လုပ်လိုက်မယ်ဒီမှာ beat ပါဘားဆိုတာကတဘားမှာရေတွက်ချက်ဘယ်နှချက်လဲပေါ့ကျွန်တော် note thinker နဲ့ဆိုရင်အရှိတိုင်းလုံးနဲ့ပဲပေါ့နော်အလွယ်ဆိုတော့ဒီလိုအတုံးလေးတစ်တုံးကို1 beat လို့ခေါ်ပါတယ်ဒီလိုအကန့်လေးတစ်ကန့်ကိုတဘားလို့ခေါ်တယ်အများစုတချင်း အပုတ် တရာမှာ90လောက်က44တိုင်မင်နေပါ44တိုင်မင်ရဲ့အကျယ်ကိုတော့သိကျင်ရင်ကျွန်တော် 1man keyboard တီနီသင်ခန်းစာမှာ notes သင်ခေတ္တတွေရှင်းပြထားပါတယ်အဲ့ဒီမှာဝင်ကြည့်ပေးပါအခုကတော့အလွယ်နည်းပဲပြောတော့မယ်44တိုင်မင်မှာဒီ beat လေး 4b ရှိတယ်သူကတပားကို1 2 3 4ဆိုပြီးတော့ရေးတွက်ချက်၄ချက်နဲ့ရေးတွက်ရပါမယ်ဥပမာ1 2 3 4 1 2 3 4 အဲ့လိုရေတွက်ရမယ်ရေတွက်တဲ့နေရာမှာနှေးတာတွေမြန်တာတွေမဖြစ်ရဘူးတသမှတ်ထဲငြိမ်နေရမယ်တံပိုးကအဲ့တော့အဲ့တံတိုင်ပင်ငြိမ်နေဖို့တံပိုးငြိမ်နေဖို့အတွက်ကျွန်တော်ကမက်ထရိုနုံးလေးနဲ့လေ့ကျင့်နိုင်ရင်အကောင်းဆုံးပါပဲကျွန်တော်ဖုန်းလေးနဲ့တွက်ဖက်ပြီးလေ့ကျင့်လို့ရပါတယ်ဒီလောက်နဲ့တော့မလုံလောက်သေးပါဘူးကျွန်တော်ဒီမှာစီချက်လေးချက်ကိုကျွန်တော်တို့ကတစ်ချက်ကိုနှစ်ခုခွဲလိုက်မယ် 1and 2and 3and 4and သူ့ရဲ့အထိပ္ပယ်ကတော့ကျွန်တော်ရေတွက်ချက်တစ်ချက် တစ်ချက်တစ်ချက်ထိရှည်သွားတဲ့အခါမှာပထမတစ်ချက်1ရည်ပြီးရင်2ရည်ဖို့အတွက်ကိုကျွန်တော်တို့ကပြန်ကြော့ရပါတယ်။ဥပမာရိုက်ချက်နဲ့ဥပမာပေးမယ်ဆိုရင်1 2 3 4။အဲ့မှာ1မှာရိုက်မယ်ပြီးရင်2ကိုရည်တွက်ဖို့အတွက်ကျွန်တော်တို့ကပြန်ကြော့ရပါတယ်။1အဲ့အကြွားကို n 1 n 2 n 3 n 4 n 4 4တိုင်းမိမယ်ဒါပေမဲ့ရည်တွက်ချက်က4ပြီပဲဒါပေမဲ့ရည်တွက်ချက်က8ချက်ဖြစ်သွားတယ်ပေါ့ 1 and 2 and 3 and 4 and ဒါလေးကိုကျွန်တော်တို့ကမထုံနှုံး software လေးနဲ့လေ့ကျင့်ကြည့်မယ်မမထုံနှုံး software ကိုကျွန်တော်ဆက်ရှင်းပြမယ်ဒီမှာ b ပါပါဆိုတာရှိတယ်ဘာဆိုတော့ခုနကကျွန်တော်ပြောတဲ့တပါးတပါးမှာ b ဘယ်နှစ်ဘယ်နှလုံးရှိလဲပေါ့ကျွန်တော်44တိုင်းမြင်ဖြစ်တဲ့အတွက်4ပဲယူလိုက်တယ် bpm bpm ဆိုတာကတော့ b ပါ minute 10မိနစ်မှာအဲ့ဒီ b ကလေးဘယ်နှလုံးပါလဲပေါ့ကိုကတစ်စက္ကန့်ကိုတပိနှုံးတွက်မယ်ဆိုရင်10မိနစ်ကို b 60ရှိမယ်အဲ့ဒါဆိုရင်တန်ပိုက60ပါ တကယ်လို့ကိုကတစ်စက္ကန့်ကိုနှစ်ချက်လုံးညီများတီးမယ်ဆိုရင်တမိနစ်ကို60စက္ကန့်ရှိတဲ့အတွက်120ဖြစ်သွားမယ် BPM ကတော့ဒါကျွန်တော်လေ့ကျင့်တဲ့နေရာမှာအရန်လည်းမနှိအရန်လည်းမမြင်အောင်ကျွန်တော်တို့80လောက်နဲ့စကျင်ကြည့်မယ်ကျွန်တော်80မှာထားလိုက်တယ် clip ပါပြီဆိုတာကတော့ဒီရေတွက်ချက်တစ်ချက်ကို1နဲ့ပဲထားလိုက်တယ်အဲ့ဒါဆိုရင် तू က44 timing ကို1 2 3 4ဆိုပြီးတော့ click ကတောက်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 ဆိုပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်နမူနာဖွင့်ပြမယ်

တောက်တောက်ဆိုတော့ကျွန်တော်1 2 3 4ညီနေအောင်လိုက်ရွတ်ပါမယ်နော်1 2 3 4 1ဒါလေးကိုအရင်ညီနေအောင်ချက်ပါတကယ်လို့ညီသွားပြီဆိုရင်ကျွန်တော်1 and 2အောင်ရေတော့ဖို့အတွက်ဒီ clip ပါပြီးကို2မှာထားလိုက်မယ်ဒါဆိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်သွားစီချက်တစ်ချက်ကို click က2ချက်ဖြစ်သွားပြီ ဒါလေးကိုကျွန်တော်လိုက်ရွတ်ကြည့်မယ်1 and 2 and 3 and 4 and ဆိုပြီးတော့1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and ဒါလေးကိုအထက်ထက်လေးချင်းကြည့်ပါဒါလေးရလာပြီဆိုရင်ကျွန်တော်တချင်းတစ်ပုတ်ကိုအဝင်ထွက်လေးတွေကိုမှားတတ်တဲ့အဝင်ထွက်လေးတွေကို note စမ်းရေးကြည့်မယ် နှုတ်ရေးကြည့်မယ်ဆိုတော့ကျွန်တော်ဂီတတင်ဂီတတွေရေးမှာမဟုတ်ပါဘူးကျွန်တော်ကကီးမဝင်တာကိုလေ့ကျင့်တာမဟုတ်ဘူးကိုကတိုင်ပင်မမှန်တာကိုလေ့ကျင့်တာဖြစ်တယ်အဲ့တော့အများလူတိုင်းကြားဘူးတဲ့တခြင်းတစ်ပုဒ်ဥပမာကျွန်တော် happy birthday ထားပါတော့1 2 3 happy birthday to you happy birthday to you ဆိုတော့ဒီကောင်ကအဲ့တခြင်းက4ကနေစဝင်တာပါဒါကိုကျွန်တော်နှုတ်ရေးကြည့်မယ်ဆိုရင် 3ဒီနေရာမှာ happy happy ဆိုတဲ့စကားလုံးကိုဒါအင်္ဂလိပ်လိုနဲ့နဲ့ရှုပ်မယ်ဗမာလိုကပိုရှင်းမယ်ထင်တယ်1 2 3 happy စကားလုံးနှလုံးနှလုံးကို तू က4နဲ့4အမှာဆိုသွားတာ1 2 3 happy birthday စကားလုံးမောင်းတော့မှန်ညီမှန်မယ်နော် ဘတ်ဒီက1 2 1 2 3 happy birthday to you that day to you တလုံးစီပဲသူကဆိုသွားတာ4 4တိုင်းမယ်1 2 3 4 birthday to you လွဲမှားပြီးတော့အဆိုဝါဒရာချင်းဒီမှာတတ်တာကကျွန်တော်က1 2 3 4 happy birthday အဲ့လိုသွားဆိုရင် but happy က1နေရာကိုရောက်သွားပြီအဲ့တော့ကျွန်တော်ကအတီးနဲ့ကျွန်တော်အဆူနဲ့မကြိုက်တော့ဘူးအတီးနဲ့ကြိုက်အောင်ကကျွန်တော်တို့က4ရနဲ့ 4m စုရမှာဖြစ်ပါတယ်1 and 2 and 3 and happy birthday to you အဲ့ဒါလေးကိုကျွန်တော်ဒီမှာခုနမက်ထရိုနိုးလေးနဲ့လေ့ကျင့်ကြည့်မယ် 1 and 2 and 3 and 4 and 1 and 2 and 3 and happy birthday to you အဲ့လိုမျိုးကျွန်တော်စုမဲ့သချင်းစာသားလေးကိုခြရေးကြီးခြရေးပြီးတော့ကျွန်တော်တိုင်ပင်လိုက်မှတ်ဥမာနေမင်းအိမ်ရဲ့သချင်းလေးကြားရင် YouTube YouTube ခေါ်ထားရှိတယ် ဒီလိုပြောထွက်မယ်မတွေ့သူလဲ4အမှဝင်တာ1 2 3ဒီလိုပြောထွက်မယ်မတွေ့ခဲ့ဘူးပါအဲ့ဒါလေးကိုကျွန်တော်နှုတ်ရေးကြည့်မယ်သူက1 2 3ဒီလိုဒီလိုက4နဲ့4 and ဒီလိုပြောထွက်မယ် ပြောထွက်မဲ့ပြောက1ထွက်မဲ့က2နဲ့ 2n ဒီလိုပြောထွက်မဲ့မတွေးမတွေးရ1မှာ तू ကဒီမတွေးကိုဆိုတာ तू ကဒီတဝက်ပေါ့နော်အရိုက်လေးမှာ3မှာဆိုတာ3ရဲ့ n မှာ0ပေါ့0လေးမှတ်လိုက်မတွေးခဲ့ဘူးပါခဲ့ဘူးက4နဲ့ 4n ပါနောက်ထပ်1မှာပါကြာ 1 2 3ဒီလိုပြောထွက်မယ်မတွေးခဲ့ဘူးပါချက်နှောင်းကြည့်မယ်1 2 3 4 1 2 3ဒီလိုပြောဖတ်မယ်မတွေးခဲ့ဘူးပါဒါဆိုရင်နည်းနည်းလေးသဘောပေါက်မယ်လို့ထင်ပါတယ်ကိုစုံမဲ့သချင်းလေးတွေကိုအဲ့လိုမျိုးလေး တိုင်ပင်လေးနဲ့ခြာရေးကြည့်အဲ့တိုင်းမဝင်ဝင်အောင်ဆိုဒါဆိုရင်ကျွန်တော်တဖြည်းဖြည်းနဲ့တိုင်ပင်ဘားတွေဘီးတွေအဝင်ထွက်တွေမှန်ကန်လာမှာဖြစ်ပါလေ1 2 3ဒီလိုပြောထွက်မယ်မတွေ့ကဲဘူးပါဒါကျွန်တော်ပြတ်တောင်းတော့ဆိုရတယ်ဆိုတာကနှုတ်ကလေးတွေကိုသဘောပေါအောင်လို့ပါနော်အဓိကကျွန်တော်ကကီးချော်တာတွေကီးလွဲတာတွေအတွက်လေ့ကျင့်ခန်းလုပ်ပေးတာမဟုတ်ပါဘူး ဘီဘာလွဲနေတဲ့ဟာတွေအတွက်လေ့ကျင့်ခန်းလုပ်ပေးတာပါ။ဒါမျိုးတချင်းလေးတွေကိုနားထောင်ပြီးတော့လိုက်ရေးကြည့်ပါ။ချင်းလေးတွေကိုလိုက်ရေးမယ်ပြီးရင်ကိုပြန်စို့ကြည့်မယ်။တစ်ချက်တည်းကြအောင်တခြားစီးချက်လေးရိုက်ပြီးတော့စို့ကြည့်ပါ။တန်တိုင်းအခုနားလို့ဖုန်းကနေပြီးတော့မထုံထုံးကိုဖွင့်ထား။အဲ့တချင်းရဲ့တံပိုးနဲ့အညီနိုင်ဆုံးတံပိုးကိုချိန်ပြီးတော့ဖွင့်ဖွင့်ပြီးတော့ကိုကလိုတံပိုးလေးရိုက်ပြီးတော့ ဒီလိုပြောထွက်မယ်မတွေ့ခဲ့ဘူးပါဒါဆိုရင်အလေးချင်းများလာတယ်နဲ့အမြမှန်ကန်လာမှာဖြစ်ပါတယ်တန်ပုံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ပြီးပါနေကြတော့ကျွန်တော်တို့ကဘေးစွမ်းတန်းကို အရင်ဆုံးနားယင်အောင်ကြိုးစားပါဒါကတချင်းရဲ့တီးလုံးကိုကိုကတိုင်ပင်လိုက်မမှတ်တတ်သေးဘူးဆိုရင်ဘေးစွမ်းတန်းလေးကိုအဓိကထားပါဘေးစွမ်းဆိုတာကတော့ဒီ 6000နဲ့နင်းတဲ့ဒီတမ်းမှာဥမာခုနချင်းလို့မျိုးဆိုရင်ဒီလိုတွေးရောထွက်မယ်မတွေးခဲ့ဘူးပါဘာဒီလိုလေးတီးပဲဒါအကျမ်းပေါ့နော်1 2 3 and 4 1 2 3 and 4 1 2 3 4 1 2 3 4, 1, 2, 3, 4. 1, 2, 3, 4. ဒီထွန်ပြီလေးကိုတေချာနားရင်အောင်နားထောင်ပြီးတော့ကိုယ်တိုင်ပင်ရအောင်လိုက်ရွေးကြည့်ပါ နောက်ပိုင်းကျလို့ရှိရင်ဂီတာတန်တွေအစကိုတိုင်ပင်လိုက်ရွတ်နိုင်လာပါလိမ့်မယ်။ဒီဟာလေးကိုလေ့ကျင့်ကြည့်ပါ။နားမလည်တာများအခက်အခဲရှိတာများရှိရင်ကျွန်တော် comment မှာရေးခဲ့ပေးလို့ရပါတယ်။ကျွန်တော်ပြန်ဖြေပေးပါမယ်။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်။